မင်္ဂလာပါနော်။မြို့မိသားစုပေါင်းတို့ရေမြို့ family channel လေးကနေလည်းကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှာတော့ဆရာဖက်စော်ရေးသားထားတဲ့တဝဲမြင့်စီဝတ္ထုမှအခန်း session နဲ့အခန်း19ဇာတိမိုင်းတို့ကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တဝဲနှင်းစီအခန်း18စပနတန်ကြံကြံများ။အော်တက်မတော်ကိုရဲရဲတောက် ခုခံတိုက်ခိုက်နေတာဘယ်သူများလဲလို့တချိန်ကနာမည်ကြီးခဲ့တဲ့အမေရိကန်ပြန်ပိုကြီးကြီးကြီးဆွေးပါလားဗျစစ်ကြောမှုပုံမှုပါစင်ကလဲကြနေသောကြီးကြီးဤခြေတလုံးမှဒဏ်ရာကိုစစ်ဗနက်ဖြင့်ဖိနှင်ပြီးပြောလိုက်သည်ဘလို့လဲတစ္ဆပောင်းမကွန်မြူနတီလဲရတာတော်တော်မှစိတ်ရလားကြည်ကြီးကပါတခွန်မှမပြောနာကျင်မှုကိုအန်ကျိတ်တင်ခံလျက် မိဝင်ဝင်တောက်သောမျက်လုံးများဖြင့်သာပုံမူပါစိန်ကိုကြည့်နေသည်ជីជីအကြီးကြောင့်ပုံမူပါစိန်မှာအနေငယ်နေရထိုင်ရခက်သွား၏ခမည်းကိုအရှင်မဖမ်းမဲတွေ့ရနေရမှာပြစ်တက်ဖို့တိုင်မူကြီးကိုယ်တိုင်ကအမိတ်ပေးထားတယ်ဗျဒါပေမဲ့ခမည်းကကျုပ်ရဲ့စီနီယာအရာရှိနဲ့ဖြစ်ဖူးတယ်ဆိုတော့ခွင့်ရေးတစ်ခုပေးမယ်ဘိုးယူစိန်ပြောက်သွားတယ်အဲ့ဒီမိကွန်ကိုဖြင်းရင်အသက်ရှင်ခွင့်ပေးမယ် လူကြီးတွေစီကိုလည်းကျုပ်အတနာခံပေးပါမယ်။ပုံမှုပစင်ကသူ့ပခုံးပေါ်မှာတပြေကဲအနေရောင်ကိုညာလည်းဖြင့်ပုတ်တက်လိုက်ရင်ပြုံးနေ၏။ကဲပြောပါဘိုးကြီးကြီးကြီးဆိုရဲ့တက်မတော်ပေါ်ခမရတစ္ဆာဖောက်ပြီးပြီပဲဒီတခါတော့တစ္ဆာပြန်ရှိလိုက်ပါ။ကျမပြောပါမယ်။ဟာဒီလိုမှပေါ့ဗျာနောက်ဆုံးတော့လေတက်မတော်ရဲ့သဘောထားအမှန်ကို ခမရနားလဲပြီပဲ။ဟာဟာဟာ ဘုံယူစိန်ကအာအာရွာမရွာမជីជីဆိုဤအတန်ကတိုးလျာနေသည်သွေးထွက်လွန်နေသည်ဖြင့်ညီညူတန်းဖြင့်ဘလုံးပထွေးဘာရွာလဲဘာရွာပြန်ပြောပါအောင်ဘုံမူပါစိန်ကထူထောက်ထိုင်ချကជីជីဆွေ အနာကလိုက်ဤជីជីဆွေကမတ်ဟိုဤအလောင်းပေးတွင်ရှိနေသောဒါကိုရုတ်တရက်စုပ်ကိုင်းကဘုံမူပါစိန်ဤ ကိုကိုတိုင်းဘက်ကလေမျိုးကိုထိုးဆိုင်ချလိုက်တော့သည်အာဟာဒီကောင်မဘုံမူဘုံမူအနောက်မစစ်သားများကជីជីဆွေကိုတနက်တင်များနဲ့ဝိုင်းထိုးကြသည်ជីជីဆွေကမလွတ်တမြောင်ကဘုံမူပါစင်ဤလေမျိုးအဆုံးထိစိုက်ဝင်သွား၏တိုင်းနောက်ဆုံးတွင်ဒုတက်ရင်မှုဖြစ်သူပိုကြီးဝင်းမြင့်ကជីជីဆွေနှင့်တင်ကိုတေကတနက်ပြင်းပြချလိုက်တော်သည် ကြည်ကြည်ဆွေလဲကြသွားမှပုံမူပါစင်ရှိရာငဲသားများကပြေးသွားကြ၏ပုံမူပါစင်က အသက်ကိုခက်ခက်ခက်ခဲရှူရင်းဝေဒနာကိုခံစားကအသက်ထွက်သွားတော့သည် အမောင်တို့ထဲတွင်စစ်သားတစုမှမိသည့်စကားမှမပြောနိုင်ပေခိတာမြရက်တန်နေကြ၏ခဏနေနေဝင်တော့မယ်ဒီတော့စစ်ကြောမှုအလောင်းကိုစကန်ကုန်းပေါ်ပြန်သေးကြမယ်ဒီစကန်ကနေထွက်ပြေးသွားသူတွေရှိကောင်းရှိနိုင်တယ်ဆရာကြီးမြထွန်းတဲ့အဖွဲကချောင်းပြားထိလိုက်ပြီးနေမြရှင်းလေးပါလို့ပါ ွန်မြူနစ်ကမရှားဘူးအရှင်မလို့ခြင်းဘူးအကုန်ရှင်းလင်းပြီးမှပြန်တက်လာခဲ့ပါကာပိုင်တနက်ကင်ထားသောတက်ချက်ကြီးများထွန်းနဲ့တက်သားလျောက်ကထွက်ခွာသွားကြ၏ခနာအကြာစစ်သားများကသူတို့စစ်ကြောင်းမူ၏အလောင်းကိုတဲကကုန်းမော်သို့ပြန်တက်သွားကြသည်ခက်ဝေးဝေးမှချောင်းရည်စည်းတန်းတသွင်းသွင်းသို့သောကြီးကြီးဆွေးဟူသောအမျိုးသမီးတယောက်မှထိုအတန်ကိုမကြားနိုင်သောတရေကောင်းဆန်းသောဖြင့်လောကကိုဆွန့်လွတ်သွားခဲ့ပြီ။ ဒဝေခရိုင်တရေချောင်းမြို့နယ်တန်ခွချောင်းပြားစခန်းဟောင်းဝင်းလက်စာနေအောင်သည်မိုးထုံတစ်တော့အုတ်စိမ်းညို့ညို့ပေါ်သို့ဖြားလျက်အဖျားနေရာမှကျိုးသွားပြီဖြစ်သောချိုင်းတောင်ကြောင့်မိုးကြီးမှစခန်းကုန်းပေါ်သို့မနေတနေရသည်သို့တော်ဒီစခန်းမှာသူမငယ်စဉ်ကနေထိုင်ခဲ့ဖို့သောစခန်းဟောင်းဖြစ်သဖြင့်မစိမ့်လားနီနီရိမလည်းမောဟိုင်းနေပေပြီဒီကုန်းကိုကြော်စင်းလိုက်ရင်ရောက်ပါပြီနီနီတမီမောရယ်မမခဏလောက်နားပြရစီလား อืมစကန်ဟောင်းမှာတဲပြက်တွေတော့ရှိတယ်။နေလဲဝင်တော့မှဆိုတော့အဲ့ဒီပုံမှာခဏနာကြမယ်လီ။မိုးကြီးကနှစ်ပေါင်းများစွာပြစ်ထားရခဲ့ရသော စကန်ကုန်းကိုတစ်ချက်ချလိုက်သည်။သူမ၏ငယ်ဘဝပြီးတော့သူမ၏မိခင်ရီရီတဝဲအမျိုးသမီးတမက်ခါမှအမျိုးသမီးကောင်းဆောင်များပြီးတော့သူမချစ်သောတငယ်ချင်းများစစ်တပ်၏လက်ချက်ဖြင့်ဒီနေရာတွင်တည်ဆုံခဲ့ရသည်။ယခုလည်းမိုးကြီးနှင့်နီနီရင်တို့မှအသက်လွတ်၍ပြေးခဲ့ရပြန်၏။ ဟောင်းနန်ဆွေမြင်နေသောတဲပေါ်တွင်မိုးချီနေနေနေညီမနှောက်လဲလျောင်းလိုက်ကြသည်မိမိရောအဆင်ပြေရဲ့လားမသိဘူးနီနီတိုင်းအမေကိုမိုးချီမဖြေဖြေဒီနေရာဒီစကန်းကသူ့အတိတ်ကိုပြန်လဲတူဆွားနေသည်ဒေတွင်မှလွလာသည့်တုံလုံးစိတ်ပင်မမှုများနှင့်စကန်းဟောင်းကြီးပေါ်သူတို့အိပ်ပျော်သွားကြ၏ခြေတံများတဝေဝီကြောင့်မိုးချီနိုးလာသည်နီနီရင်ကတော့အိမ်မောကြလေချွတ် ချွ့အောက်ဘက်စီမှအတန်တချို့ကြားရသည်စုပနတ်တံများဖြစ်ကြောင်းအတွေ့အကြုံအရမိုကြီးတိလိုက်၏နီနီရင်ကို အသားလေးပုံနှိုးလိုက်သည် ထို့နောက်လက်ညိုးနှင့်နှုတ်ခမ်းကိုကတ်ထားလိုက်၏လာပြညာမိုလာကတင်းတင်းသာဖြားချနေသည် လူရိတ်များကသူတို့နေရာတဲနာသို့ကလာနေသည်ကိုမြင်နေရ၏မိုးကြီးကသူနဘေးမှကျိုင်းတောင်ကိုသာလက်ဖြင့်စုပ်ကိုင်းထားသည် သူတွင်ခုကန်စရာကဒီလက်နဲ့သာလက်ကိုကောင်းမော်တင်ပြီးဒီကိုဆင်းလာခဲ့ပါ မင်းတို့ရှိတာငါတို့သိတယ်။မိုးကြီးကစိတ်ကိုတုံတုံချလိုက်သည်။ကျမတို့တက်ကိုချမ်းသာပေးပါ။ကျမညီမလေးကလည်းကလေးလေးပဲရှိပါသေးတယ်။စစ်သား9ယောက်ကသူတို့ကိုဝိုင်းလိုက်ကြသည်။နင်တို့ဘယ်ရလဲ။ကျမတို့ဒီနားကရွာပါ။နင်တို့ချောင်းမြစကန်းကပြေးလာတဲ့ community တွေမဟုတ်လား။မဟုတ်မဟုတ်ပါဘူး။မင်းလက်ထက်ကပါလဲပေးစမ်း။ကျိုင်းတော့ပါ။ကျမကခြေတော့မတန်ပါဘူး။ဆရာကြီးမြထွန်း ။ရွာကတောင်ပန်ကလေးတွေနေပါမယ်ဗျာ။ထားခဲ့လိုက်ကြရအောင်။ဟိတ်ကောင်ငရင်မင်းကဘာနာလေလဲ။ဒီလောက်တိုက်ပွဲတွေဖြစ်နေတာဘယ်ရွာသားမှဒီချိန်ကြီးဒီနေရာမလာဘူး။ဒီနေရာကလည်းအရင်ကအပကပစကန်အောင်ပဲကွ။မင်းပါသိတယ်။ငရင်ဆိုသူကဘာမှပြန်မပြောတော့။ရှုပ်ပါရဲကွာ။တပုံသားသမီးတွေပဲနေမှာ။ရှင်းပြခဲ့တာကောင်းပဲ။နေရော။ပြီးတော့ဒီကောင်မလေးကခြေတစ်ဖက်မတန်ပေမဲ့မဆိုး တက်ချက်ကြီးများတွန်းကမိုးကြီးပါကိုလိန်ဆွဲလိုက်သည်ဆရာကြီးအချိန်ဆွဲမနေပါနဲ့မိုးလဲချုံနေပြီစကန်ကုန်းပေါ်ပြန်တက်ရအောင်ပါရှင်းစရာရှိတာရှင်းပြီပြန်ရအောင်ငရန်ကထပ်ပြောသည်အေးအေးကဲကလေးမတွေမြေကြီးမှာမှောက်ပြီးတော့မျက်စိမိတ်ထားပြီးတော့မပြစ်ခင်မင်းတို့ပြောချင်တာကိုပြောခွင့်ပေးမယ်တက်ချက်ကြီးများတွန်းကတနက်ကိုချီထိုးလိုက်ဤနီနီရင်ကတဆက်ဆက်တုံနေရှာသည် မိုးကြီးကနီနီရင်လေးကိုအပေါ်မှာအုံမိုးကဖက်ထား၏ ကျမညီမလေးအရင်ကြောင့်နေလို့သူ့ကိုနောက်ဆုံးအနေနဲ့သူငငယ်ကချော့သိမ့်နေကြတဲ့ချင်းလေးဆိုပြချင်တယ်။မိုးကြီးအတန်ကတုံရီမနေတင်မင်းတို့ခံမရင်မာထန်နေတော့တုံပြန်မှုမျိုး။အေးတိမ်မဲ့အေးတချင်းအောင်ဆိုပြချင်သေးတယ်။မြန်မြန်ဆို။နင်နီလေးဘာမှမကြောက်နဲ့နော်။မမမိုးကြီးကိုဖက်ပြီးမျက်လုံးမိတ်တာ။မမမိုးကြီးတချင်းဆိုပြမယ်။ဆူဆူသားဖဲ့သူဆိုဒေါန်တော်မွန်ဆို။ မငိုပါနဆူဆူသာဒွန်းတော်မအငုံသာတော်ကြုံကီ လာပြီဆိုဝီးတံကတို့မငိုပါနဆူဆူသာတောကြောင်ကွန်လာ ကလာကီစာတချင်းတန်ဆုံးသွားဤတတ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 နက်အတွဲလိုက်ဆွဲတဲ့ ြေပြင်ပေါ်တွင်တုံ့ရင်နေသောအမျိုးသမီးငယ်နှစ်ယောက်သူတို့ခန္ဓာကိုယ်တွင်နာကျင်မှုတစုံတရာမကန်စားရသည်မျက်လုံးဖွင့်ကြည့်လိုက်ကြသည်မိုးချီရှည်တက်တဲ့တွင်လဲကြညင်ညူနေသော တကြကြီးမြထွန်းနဘေးတွင်လည်းစစ်သားများလဲကြနေ၏လာရောင်အောက်တွင်တနက်ကို ကိုင်းလျက်ရန်နေသောစစ်သားငရန်ဆိုသည့်တယောက်မမမိုးကြီးမမမိုးကြီးမဟုတ်လားဟင်မိုးချီစက်ကနေဖြစ်သွား၏နင်းနင်းကျွန်တော်ရန်နိုင်မှာ မမမိုးကြီးကျွန်တော်ရန်နိုင်မှာဟီဟီရန်နိုင်ကမိုးကြီးနဲ့နီနီတို့ ਈ ပေတွင်တိုင်းကြကချုံပွဲချငိုတော့သည်ရန်နိုင်ရန်နိုင် နင်ဖေကနေဘလို့အဲ့ဒီနေကကျွန်တော်ကို သူတို့ဖမ်းသွားတယ်မမမိုးကြီးရဲ့အမေဒေါ်လေးကြီးနဲ့ဒေါ်လေးမင်းမျိုးတို့အားလုံးကိုသူတို့တက်လိုက်ကြတယ်ကျွန်တော်ကိုတော့စစ်သားလို့ရင်မတက်ဘူးလို့ပြောတယ်ဒါနဲ့ကျွန်တော်လေးကြောက်လွန်းတော့လက်ခံလိုက်ပြီးသူတို့နဲ့လိုက်သွားလိုက်တာ ရန်နိုင်ရန်နိုင်ရေဟိုစခန်းမှာနင်းတက်လိုက်တာနင်းမိဘတွေရဲ့ရဲဘော်ရဲဘက်တွေလीကျွန်တော်သိတယ်ကျွန်တော်သိပါတယ်အီအခုလဲအမမိုးကြီးဒီတချင်းကိုစူလိုက်မှ ကျွန်တော်ကျွန်တော်ငယ်ဘဝကို ပြန်တွင်းမိသွားတာပြီးတော့ဒီစခန်းဒီကုန်းပေါ်မှာပဲကျွန်တော်အဖေနဲ့အမေအသက်ခံလိုက်ရတာမဟုတ်လား ကျွန်တော်တောင်းပန်ပါတယ်မမမိုးကြီးရဲ့ဒါဆိုနင်ငါတို့နဲ့လိုက်ခဲ့တော့ရန်တိုင်းငါတို့ပြေးကြဆိုရန်တိုင်းကခေါင်းခါလိုက်သည်တနတ်တန်ကြာပြီးအချိန်တန်လို့မှကျွန်တော်ပြန်မလာရင်သူတို့လိုက်လာကြလိမ့်မယ်အဲ့ဒီအခါကျမမမိုးကြီးတို့ဒီလိုလွတ်မှာမဟုတ်ဘူးရှေ့တစ်ဖြောင်းတိုင်းပြင်ရွာရှိတယ်ကျွန်တော်တို့စစ်ကြောင်းကအဲ့ဒီရွာကိုမထိုးဘူးအနောက်ပြန်လှည့်ရမှာအဲ့ဒီရွာရောက်ရင်မမမိုးကြီးတို့လုံခြုံမှာပါပြေးကြတော့ကျွန်တော်ကျွန်တော်ချစ်ရင်းလိုက်မယ် ရန်နိုင်ကမိုးကြီး၏ချိုင်းတော်လေးကိုယူပေးလိုက်သည်။နီနီရင်၏ကောင်းလေးကိုပုတ်လိုက်၏။မမမိုးကြီးကျွန်တော်ဟာစစ်သားဘွားနဲ့ရက်စက်ရုံမာတာတွေအများကြီးလုပ်ခဲ့တယ်။ကျွန်တော်အသက်ရှင်ဖို့မထိုက်တန်ပါဘူး။ဒီတော့မမမိုးကြီးတို့ကျွန်တော်ကာဝယ်ပေးခဲ့မယ်။ပြေးကြတော့မိုးကြီးကနီနီရင်ကိုခေါ်ကာအမောင်တို့တဲ့သူခက်သက်သက်ပင်ပြေးဝင်သွား၏။ရွာဆက်လေခွင်းများစီသူတို့ရောက်ကြပြီးအနောက်ဘက်တော်ရန်စီမှတနတ်တန်းများထတ်ကြရပြန်သည်။ရန်နိုင်တယောက်မိုးကြီးဆက်မတွေ့တော့ ရှေ့တွင်ရွာထိပ်ဖုံတော်ကြီးចောင်းစီမှစီမီယောင်နှင့်အတူကြေးစီတန်တက်တဲကိုလည်းကြားနေရပြီမမတို့လွတ်ပါပြီနီနီဘာမှမကြောက်နေတော့နော်ကိုနဲ့နဲ့သမီးလေးနီနီရင်ကကြံရစ်ခဲ့ပြီးတော့အမောင်ထူကြီးကိုသာ အန်တင်တင်ကျေးလျက်လက်ချီလိုက်သည်ထို့နောက်မကြောက်ဘူးအခန်းဆက်ကိုဇက်သိန်း1995ခုနှစ်တွင်စစ်တပ်မှဒဝေဒေသကိုနောက်ထပ်တစ်ကြိမ် ရေပက်စစ်စင်ရေးအမိဖြင့်စစ်စင်ရေးကြီးဆင်နွှဲခဲ့သည် ထိုစစ်စင်ရေးတွင်တနင်္သာရီတိုင်းကွန်မြူနတီပါတီ၏တိုင်းအတွင်းမူသခင်ပါစီ ဖန်စီတက်ဖြက်ခံခဲ့ရသည်တဝဲအမျိုးသမီးများတမက အလုံးမှုဆောင်ဒေါ်ကျင်မဲနှင့်ခုနှစ်နှစ်ရွယ်သမီးဒေါ်နီလာဆိုတို့စစ်တပ်၏ရက်ဆက်စွာတက်ဖြက်ခြင်းကိုခံခဲ့ရသည်တဝဲအမျိုးသမီးတမကောင်မှဒေါ်သွန်စိန် ဒေါ်မြတ်သည့်အပါအဝင်အမျိုးသမီး၄ဦးကိုစစ်တမဖမ်းဆီးမိခါအတ္တမပြုတ်ကျင့်ပြီးလမ်းစွဖြင့်ထိုးတန်လိုက်ကြသည်1982ခုနှစ်တွင်ခလာရ25မှဘိုးကြီးဝင်းနိုင်၏အဖွဲ့သည် လောင်လုံးမျိုးနှင့်အနောက်ဘက်စကန်ကိုဝင်းတိုက်ခိုက်ရာဘိုးယူစိန်၏ဒုတိယဇနီးဒေါ်မြတ်တင်နှင့်တနည်းရွယ်သားငယ်သည်ဆုံးခဲ့သည်ဘိုးယူစိန်သည်ဒဏ်ရာဖြင့် လွမြောက်သွားသဖြင့်ကြံရင်ခဲသည့်အသားဖြစ်သူအသက်9နှစ်အရွယ်မောင်ကျော်ယူကိုစစ်တမတညလုံးနှိပါရိုင်နေခါနနက်ပိုင်းတွင်ဓာဖြင့်ခုတ်တက်ခဲ့သည်1986တွင် တိုင်းအတွင်းရေမှုဗိုလ်ယူစိန်တည်ဆုံခဲ့သည်1989မတ်လအတွင်းရန်ကုန်မြို့စစ်မှုတက္ကသိုလ်မှစတင်ကအစိုးရစံချိန်ရေးကြောင့်သာ အရေးခင်များစတင်လာခဲ့သည်ရေမတိုင်ခင် ငွေစက်ကူများကိုတရားမဝင်ကြီးညာခဲ့ခြင်းကြောင့်တိုင်းပြည်အတွင်းဆင်းရဲကြတဲ့မှုများမြင့်တက်နေခြင်းမို့အုံကြွားမှုများကတနိုင်ငံလုံးအတိုင်းအတာဖြင့်ခြေထွားသွားသည်1988ခုနှစ်စက်တဘာလ16ရက်နေ့တွင်စစ်တပ်ကနိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးဆန္ဒပြသူများပြစ်ခတ်တပ်ဖြတ်ခဲ့ကြသည်စက်တဘာလအကုန်တွင်ဆန္ဒပြသူ3000ခန့်သေဆုံးခဲ့သည်စစ်တပ်၏ဖမ်းဆီးတပ်ဖြတ်မှုများကြောင့်ကြောင်သားများ အယက်သားများစွာတို့သည်တိုင်းရင်သားလက်နက်ကင်များရှိရာနေဆက်ဒေသများကို ထွက်ပြေးတင်ဆောင်ခဲ့ကြ၏1989ဧပြီလ၌ပန်ဆန်းတွင်အခြေစိုက်သောဗမာပြည်ကွန်မြူနတီပါတီဗဟိုကိုဝမြောက်ခရင်တက်မဟာစနစ်တမူရဲဘော်ကြောင်ကြီးလိုက်အလေဗျူရိုမှဒုတက်ရင်မူပေါယူချန်တို့၏ပုံကံမှုဖြစ်ပေါ်ခဲ့သည်ဗမာပြည်ကွန်မြူနတီပါတီဥက္ကဋ္ဌသခင်ဘာသိန်းတင်နှင့်ဗဟိုကော်မတီသည် ကား33စီးနှင့်အတူပန်းဝါသို့ထွက်ခွာသွားခဲ့သည်ပန်းဝါမှတဆင့်တရုတ်နိုင်ငံသို့ခိုးလုံခဲ့သည်ဗမာပြည်ကွန်မြူနတီပါတီဗဟိုဗကိုယိုမှချိန်မုံခံရမှုမြောက်ပိုင်းအာနာတင်ခံရမှုတို့ကြောင့်တနင်္သာရီတိုင်းကွန်မြူနတီပါတီမှပုံမိုရက်တရန်ခက်ခဲသွားခဲ့၏1992ခုနှစ်မေလ2ရက်နေ့ညမောင်မောင်တဲ့ရိုင်ဖယ်တနက်များကာပိုင်တနက်များခြင်ထားသည့် ရဲဘော်တစု၏နောက်မှအမျိုးသမီးများကလေးများအပါဝင် လူထမ်းကြီးသည်အမောင်တို့ကိုအကာအကွယ်ပြုကာတောင်တန်းများပေါ်ခရီးဆက်လျက်ရေပြူမျိုးနှင့်ဒဝဲမျိုးနှင့်လောင်လုံးမျိုးနှင့်တည့်ရချောင်းမျိုးနှင့်စက္ကန့်များမှဗမာပြည်ကွန်မြူနတီပါတီဒဝဲအမျိုးသမီးသမတ်ကားတို့မှရဲဘော်250အမျိုးသမီးကလေး460စုစုပေါင်းအင်အား900ကျော်ဒဝဲဒေသကိုစွန့်ခွာကာ မွန်ပြည်သစ်ပါတီနယ်မြေရှိဒုက္ခသည်စခန်းရှိရာသို့ဦးတည်လာခဲ့ခြင်းခရီးရှင်ကြီးတပွဲကြီးဘိုးကြီးထွန်းဦးဦးစီးသည်ဒဝဲခိုင်မှတရင်ရှင်ရင်တို့ကလည်းလမ်းတလျှောက်လိုက်လံပိတ်ဆိုနေကြသည်မမနီနီမမနီနီအန်တီမိုးကြီးကခေါ်ခိုင်းလိုက်လို့ပါဒေါ်လေးခင်မမိဘချင်နေပြီတဲ့အမျိုးသမီးအဖွဲ့ရှိဆုံးတွင်ကာပိုင်တနက်ကိုကင်ထားသောနီနီရင်ဤဘေးသို့ကလေးတယောက်ရောက်လာသည် အေးအေးဖူးသောမမလာခင်မင်းနော်ကာကီယောင်အိုကြီးစစ်အင်းကြီးအောက်မှတောင့်တင်လာပါသော ခန္ဓာကိုယ်အချိုးအစိညိုရီဆိုသော အသားရည်ကျန်နီအုတ်ထုံအောက်မှကပိုကယိုထုံထားသောဇဒုံပြေရော့ရော့ပိုင်ရှင်နီနီရင်က လူတန်းကြီးအတိုင်းအပြေကလေးလှန်လာသည် တောင်သောတနေရာတွင်တပင်ကိုမိနေထိုင်နေသောကိုဝင်ဆောင်မက်ခင်မော်ဤပေးတွင်ဒေါ်မိုးကြီးနှင့်အမျိုးသမီးသမက်ကအဖွဲဝင်အချိုး ဒေါ်လီမိုးကြီးအခြေအနေဘယ်လိုရှိလဲမွေးတော့မယ်နီနီရှေ့ဆက်လျှောက်လို့ရမယ်မထင်ဘူးနီနီကလက်နက်ဘက်ကိုပူလိုက်နှုတ်ခမ်းဝါတွင်တေကအော်အော်တန်ဖြင့်အချက်ပေးလိုက်သည်ရှေ့ဆုံးမှပွိုင်းပြင်းနေသော အပွဲကရတန်းသွား၏တက်နီလူငယ်ကောင်းကောင်းကိုမြတန်းကနီနီတို့ရှိရာသို့ရောက်လာသည်နီနီဘာဖြစ်တာလဲဒီမှာမက်ခင်မော်မိပွားခြင်းနေပြီကိုမြတန်းရှေ့ဆက်လျှောက်လို့ရမယ်မထင်ဘူးဒုက္ခပဲ အခုဒိုးထွက်လာတာ18ရက်ရှိနေပြီစစ်တပ်တွေကလည်းလမ်းကြောင်းမှန်သမျှလိုက်ပိတ်နေတာဒီထက်ကြာရင်စုထားတဲ့ရိတ်ခါတွေကုန်တော့မယ်မတက်နိုင်ဘူးကိုမြတန်းလမ်းမှာကလေးနှစ်ယောက်လည်းအပြားမိပြီးသေးသွားပြီဒီတခါတော့မိခင်ရောကလေးပါကျွန်မအထက်ပြီးတော့အဆုံရှုံးမခံနိုင်ဘူးကိုမြတန်းကတပြင်းချလိုက်သည်ဒါဆိုရင်တော့ဒီရှိကရေတကုန်အကျော်မှာကြောက်ကိုတခုရှိတယ်လို့ပွင့်ပြနေတဲ့တက်စိတ်ကသတင်းပို့ထားတယ်ရေနာချောင်းနာလည်းဖြစ်ကြောက်ကိုလည်းရှိတော့အဲ့ဒီမှာအာလုံးခဏနာကြတာပေါ့ ဝေးဝေးဂူထဲမှကလေးငိုတဲ့ခဏအကြာဂူဝတို့ဒေါ်မိုးကြီးကကြိုင်တောင်ဖြင့်ထွက်လာသည်ယောက်ျားလေးဟိဂူရှိတွင်ထိုင်နေကြသောရဲဘော်များအားလုံးပျော်ရွှင်စွာအော်ဟစ်လိုက်ကြ၏ကလေးရောမိခင်မှကြမ်းမာဖို့နရက်တော့ငါတို့ဒီမှာနားရလိမ့်မယ်မောင်များတန်တန်းဒီလူငယ်ကောင်းဆောင်ကိုမြတန်ကကောင်းချင်းပြလိုက်သည်ထိုစကန်းအရှိပဲသုံးပိုင်ကန်အကွာ ပတ်မမွန်ဒုက္ခတဲ့စကန်တို့တွာရလန်းကိုဖျက်ခါဆောင်နေကြသောစစ်တပ်မှတရက်တညကြာသည့်အထိကင်းပုံဝင်နေကြ၏နောက်ထပ်တရက်ကြာသည့်အထိသူတို့ဆောင်ဆိုင်နေသောလူဒန်းကြီးရောက်မလာသောအခါအချာလမ်းမှပတ်သွားပြီးအထင်နှင့်ပြန်လည်ဆုတ်ခွာသွားကြသည်25ရက်မြောက်နေ့ရှိသည့်ရိတ်ခါရှိသည့်လက်နေအင်အားဖြင့်လူခဏရာကျော်ရှောက်လန်းတက်ခဲ့သည့်လမ်းစစ်တပ်၏ပိတ်ဆို့မှုများကိုကန့်ကောက်ထားမှစွာဖျက်ဆီးနိုင်ခဲ့ပြီးမိသူများဖမ်းဆီးခံရခြင်းမရှိခဲ့ လမ်းတွင်ကလေးနှစ်ယောက်တည်ဆုံးခဲ့ပြီးကလေးတစ်ယောက်ကိုကောင်းစွာမိဖွားပေးနိုင်လိုက်သည်မန်နီနီရိန်ရဲဘော်များတန်ကပစ္စတိုတနတ်ကိုအသင်ပြင်လျက်နီနီရိန်ရှိရာသို့ပြေးလာ၏ဘာဖြစ်လို့လဲကိုများတန်ကျွန်တော်တို့ရောက်ပြီရောက်ပြီရှင်ဘာလို့ပြောတာလဲမန်နီနီရိန်ကအမျိုးသမီးနဲ့ကလေးတွေကိုဦးဆောင်ပြီးတော့ဝင်မှာရှေ့မှာမွန်ပြည်သစ်ပါတီရဲ့ကင်းစကန်တစ်ခုနဲ့ကျွန်တော်တို့ချိတ်ဆက်မိပါပြီဒုက္ခတဲ့စကန်ဒီသူတို့ကလိုက်ပို့ပါလိမ့်မယ် ျွန်တော်တို့ကတော့အမျိုးသမီးနဲ့ကလေးတွေကိုအနောက်ကနေနောက်ခြံကာကင်းအဖြစ်နဲ့လိုက်ခဲ့ပေးပါမယ်။နီနီရင်ကလက်ထဲမှာကာပိုင်တနက်ကိုချစ်ချစ်ပါအောင်ဆုပ်ထားလိုက်သည်။ထို့နောက်သူ့နောက်မှာမျောလင်းချင်းအပြည့်ဖြင့်လူအုပ်ကြီးအားတချင်ကြည့်လိုက်၏။ဂျိုင်းတောက်တစ်ဖက်ဖြင့်လမ်းလာနေသောဒေါ်မိုးကြီးကလည်းလူအုပ်ထဲမှတဆင့်နီနီကိုပြုံးပြနေသည်။ကျမတို့ဘာကိုမှကြောက်စရာမလိုတော့ဘူး။ တဝဲအမျိုးသမီးသမက်ကဤလူငယ်ကောင်းဆောင်တယောက်ဖြစ်သောမိနီရင်း၏အတန်ကလွန်ခဲ့သည့်နှစ်များစွာကလိုတန်မာနေစေပြီးပါပြီဟုတ်ကဲ့ပါရှင်ဆရာခက်စော်ရေးသားထားသောတဝဲနေစီဝိတုလေးကိုအဆုံးထိအောင်မျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်တဝဲနေစီဝိတုကိုဖတ်ခွင့်ပြုပါသောဆရာခက်စော်အားလေးကျမတို့ new family channel ကနေကျေးဇူးတင်ကြောင်းပြောကြားပါရစေရှင်။ နောက်ထပ်ဆက်လက်ဖတ်ပြပေးမယ့် audio book လေးတွေကိုလည်းတောင်းမျှလို့နားဆင်ပေးကြပါအောင်နော်။မြို့မိသားစုများအားလုံးလည်း be and dream အပေါင်းမှကင်းဝေးလုံခြုံလေးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေရှင်။